အားလုံးပဲမင်္ဂလာပါတကယ်လို့ကျောင်းသားတယောက်ကနိုင်ငံသားမှလည်းကျောင်းသားတချင်တယ်ဒါပေမဲ့သူအဲ့ပညာရေးအတွက်သုံးမဲ့ပတ်စံကအတက်အကန့်သက်တစ်ခုဖြစ်နေရဆိုလို့ရှိရင်တော့ education consultant တယောက်နေနဲ့ကျွန်မမိတ်ဆက်ပေးချင်တဲ့နိုင်ငံတစ်ခုရှိတယ်အဲ့ဒါပဲနိုင်ငံလေးဆိုတော့အိန္ဒိယအိန္ဒိယကျွန်မတို့နဲ့လည်းတိတ်မဝေးဘူးသူ့ရဲ့ကျောင်းတွေကတခြားကျွန်မတို့ရဲ့ regional မှာရှိတဲ့တခြားကျောင်းတွေနဲ့ရှင်လိုက်လို့ရှိရင်ဈေးသက်သာတယ်အာဒါပေမဲ့ ကျောင်းသားတွေကိုအိန္ဒိယနိုင်ငံနဲ့မိတ်ဆက်ပေးလိုက်တဲ့အခါကျရင်ကျောင်းသားတွေစိတ်ပူနေနှစ်ချက်ရှိတယ်။အဲ့ဒါပါလဲဆိုတော့ health and safety နောက်တစ်ခုကပါလဲဆိုတော့ဈေးသက်သာရင် scammer တွေများဖြစ်နေမှာဆိုတဲ့အချက်အဲ့တော့ scammer လည်းမမိချင်ဘူးအိန္ဒိယက education system တွေအကြောင်းကိုလည်းသိချင်တယ်အဲ့ health and safety တွေကိုလည်းဘယ်လိုဖြစ်ရှင်းမလဲအလုပ်ရဖို့ကဘယ်လိုဖြစ်ရှင်းမလဲ ဆိုတော့အိန္ဒိယရဲ့ education နဲ့အကြောင်းနဲ့ပတ်သက်ပြီးပြည့်ပြည့်စုံစုံကြည့်စီနေဆိုလို့ရှိရင်ကျမရဲ့အကောင့်ကို follow လုပ်ထားလို့ရတယ်ဆိုတော့ကျမရဲ့အကောင့်မှာနေ့တိုင်းကျမအိန္ဒိယ education နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ပြသွားမှာပါပြီးတော့ကျမရဲ့ကဲကျမမာလေး BGC လို့ခေါ်တဲ့ Bright Skyline Educational Consultancy လို့ form ရှိတယ်ကျမအဲ့ရကို found တာပါအဲ့တော့အဲ့ဒီမှာပဲဖြစ်ဖြစ်အာတူးချင်းတီးသန့်ဟောနော်အတိုင်းမင်္ဂအကြံဉာဏ်တွေရယူနေတယ်ဆိုလို့ရှိရင်လေကျမရဲ့ TikTok message ကနေလာမိလို့ရပါတယ် ကျေးဇူးတင်ပါတယ်